အားလုံးပဲမင်္ဂလာပါရှင်အာစင်တုတ္တဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစ်ကျမတော့ခင်ဦးဖြစ်ပါတယ်ဒီနေ့မှာတော့ရင်တကာဖျက်ပြခဲ့တယ်ဆ iam မတကုံခင်ခင်လေးရယ်ဆ iam မဆိုတဲ့ဝတ္ထုရှိကိုအပိုင်းကိုအနေနဲ့ဆက်ပြီးတင်ဆက်ပေးသွားကြပါတယ်နားဆင်အားပေးကြပါဦးနော်အခန်းကိုဆ iam ဝန်ကြီးကာနယ်ဦးချစ်တောင်းရင်စနီဒေါခင်ခင်ကြီးမသားမှာ ရှန်ဟုံမြို့ကြီးတွင်တကြိမ်တစ်ခါမျှမကြုံဘူးအောင်အထူးစီကားလှစွာ၏တော်ခင်ရင်ကြီးမိဘများမှအစိုးရအရာရှိကြီးဆွေမျိုးကြီးတွေမှဖြစ်ပြီးလျင်စာဘိုးဖေမှစာပွဲရပြည်ထရေးဝန်ကြီးချုပ်ဟောင်းတို့ဖြစ်သောကြောင့်လဲမတာပူကြသောပရိသတ်များမှအစိုးရအရာရှိကအစာတစ်ထည်တစ်ကျွဲကုန်တဲ့အစုံမြို့လုံးကျွမြရှိကြလေ၏မတာရင်လူစီတလား လူတိုင်း၏ပါဇက်ပြားတွင်အချုပ်ခန်းတွင်၌ရှိနေရသော ကနေဦးချစ်တောင်း၏အကြောင်းကိုရှင်သက်အံ့ဩအပြောကြီးပြောကြပြီးလျင်တနာသဖြင့်ဆုတ်သက်သူကတန်မတရားကြော်ကြားသောတရင်ကိုယုံမာ၍ကဲ့ရဲ့ပြစ်တင်စကားပြောသူကပြောလျက်ကြံရည်သူကလေးများအတွေ့ခယူနာဖြစ်သူကဖြစ်ကြပြီးလျင်အဆုံးတွင်မြေနှင်းရာလှန်ဆိုင်ဆိုသလိုမျက်နှာမွဲကလေးညှို့မိအပေါ်သို့တာရှိသမျှအပြစ်တွေစုပုံချကြပြီး မဲ့ရွဲ့ရွမုံအုပ်နှလုံးနာသွားကြလေတော့ဤဦးချစ်တောင်းဤအနေနဲ့အရရဲ့ရှိအပေါင်းအသင်းမိတ်ဆွေရင်းများမှလည်းမိမိတို့ကြီးညိုလေးစားအရေးထားလျက်ရှိနေသောပုဂ္ဂိုလ်ကြီးတူဤတို့ဖြစ်ရခြင်းအတွေ့ရှင်ကွဲပလက်ဝမ်းနဲ့လက်ဆမသိမ့်နိုင်အောင်စုတ်တက်တက်ရှင်ဘက်တမမနှင့်နှမျောတာတာမပြီးနိုင်အောင်ဖြစ်ကြရကထိုးသူတို့ဤမိကုံးချုပ်အဖြစ်တင်စကားမှလည်းညွတ်မေအားသာလျင်အဆုံးထားကြလေတော့ဤ ။ဦးချစ်တောင်မှာအမည်ထင်ရှားလူသိများသောပုဂ္ဂိုလ်ကြီးတဦးဖြစ်သလား။ကြောက်လန့်ပွဲရာဇဝန်မှုကြီးကိုကျူးလွန်ထားကြောင်းကန့်စိုးစွာနှင့်တရားရှာသူမှလည်းဦးချစ်တောင်၏ဇနီးဂုံတရေရှိအမျိုးသမီးချင်းဖြစ်နေသောကြောင့်တင်းစားအဆောင်ဆောင်တို့မှမိမိတို့သတင်းထောက်များစုံစမ်းထောက်လှမ်းရကြသလောက်တယောက်ထက်တယောက်မသာသာအောင်အမျိုးမျိုးအစအစစီကာဘက်ကုံခွဲ့နှွဲ့ရေးသားထားကြပြီဆရာဝန်ကြီးကနေဦးချစ်တောင်းအင်းရုပ်ပုံ တည်ဆုံရရှာသူဇနီးဒေါခင်ငင်ကြီး၏ချုပ်ပုံများအပြင်ဤများအတိုင်းကျော်ပြီးကျော်မတော်မလျော်သောအမှုကိစ္စကြီးတစ်ခုပေါ်ပေါက်လာအောင်ဆနက်မီးမွှေးလိုက်သောဆီယမကလေးညွတ်မေဤပုံဟုခေါင်းစဉ်တက်လျင်ညွတ်မေဤဘလောက်ပုံအမျိုးမျိုးကိုထင်ရှားပြတ်သားစွာထဲ့သွင်းဖော်ပြကြုံများမက မျက်နှာကြီးဖြစ်သောဒေါခင်ငင်ကြီး၏မိဘဆွေမျိုးများထံမှကြားရသောတပတ်သက်သတင်းစကားအတိုင်း မြို့မီအားပြန်လွှားမှာမိမပြန်မှာပိုင်းလုံးမှာတိုင်းပြည်ကជីနိုမျက်နှုတ်ချင်းခံနေရသောလူကြီးလူကောင်းတို့အူအားအမားအမားအယွင်ယွင်ဖြစ်စေအောင်သွေးဆောင်ဖြက်စီသောမိမလဲအခြေအနေမျိုးတို့ရောက်သွားစေသည့်တရင်များကိုရနိုင်သလားထဲ့သွင်းဖော်ပြထားကြသောကြောင့်လဲတရင်စာအပြင်ကြာတိယကုံတော်တနိုင်ငံလုံးသည်မြို့မီအားပကာတနိယကံပြုထားခြင်းကြသလားအယွန်ကြီးယွန်အမုံကြီးမုံနေကြလေ၏ မြို့မေကိုမုံးတလောက်တရားရှာသူဒေါခင်ရင်ကြီးနှင့်အချုပ်ခံနေရရှာသူဦးချစ်တောင်းတို့ဤဂုံတရင်ကိုအထက်ဘဝတ်သို့ရောက်လူနည်းများမြောက်ချီတိတ်တိတ်တင်ကြကတနာကယူနာမကင်းဖြစ်နေကြလေရာမြို့မေမှာငေးနေရလှန်ဆိုင်မျက်နာမဲ့ငပယ်တုံနဲ့ဝိုင်းချဆိုသလိုတဖက်သက်ဝိုင်း၍အနှိမ်ခံနေရရှာလေ၏တို့နှင့်တတိုင်းပြည်လုံးမြို့မေကိုဝိုင်း၍မုံးနေကြလေရာမြို့မေအတွက်တရားသဖြင့်မှန်ညာသိနေကြသူများမှာ မေနယ်လီနှင့်အပါတို့၃ဦးများသာရှိ၍ထိုသုံးဦးမှလည်းလူရွာမဝင်သေးသောကလေးများသာဖြစ်ရှာကြသည့်အပြင်အဖိုးအဖွားတို့၏ချုပ်ချယ်ထားမှုလည်းမကင်းသဖြင့်မြို့မီ၏အမှုမှန်ကိုတိုင်းပြည်သိရန်ရှင်းလင်းနိုင်စွာမရှိရှာကြအဖြစ်အပျက်အကျိုးအကြောင်းတွေကိုလည်းဘာမှနားမလည်ကြပဲမိမိတို့ဆ iam မချစ်ကလေးနှင့်လေမုန်တိုင်းစင်၍꿰ကြရသလိုတငုံငုံတည်ရင်နဲ့သာရှိနေကြပြီလျင်တခါတရံတွင်လည်းမိခင်ကြီးကိုတား တခါတရံတွင်လည်းဖခင်ကြီးကိုတာ၍တခါတခါလည်းဆ iam မကလေးညွတ်မိကိုတာကထိုင်လောင်ထားခြင်းခံကြရသည်ကြက်ငယ်ငှက်ငယ်လေးများပမာတနာစရာဖြစ်နေရှာကြလေ၏။မွေပူရာကင်းမှောင်ဆိုသလိုညွတ်မိမှလည်းမူလကားမှစားစရာနေစရာမရှိ၍အတိဒုက္ခရောက်ရရှိနေသည်ဖြစ်ရာယခုကိစ္စကြီးတွင်မိမိကခလောက်ဆန်လုပ်သည်ဟုအများဤအချင်းမြင်မှားခြင်းခံနေရသောကြောင့် မုံထီးခြင်းခံရသောကြောင့်မိသူကမှဆေးပေါ်ကြောပတ်မလုံးဆက်ဆုပ်စွာဆွန့်ခွာထားကြသည့်အတွက်ဖေမျိုးအင်အားကလည်းမရှိဂုံပါဝါကလည်းကင်းမဲ့ဥစ္စာဒနာကလည်းချို့တဲ့သဖြင့်မိမိဘက်မှတစုံတရာများရှင်းလင်းဖြေဆိုခွင့်မရအကယ်၍ရှင်းလင်းခြေပါခွင့်ရသည်ဖြစ်စေကမူလေမိသူကမှယုံကြည်ကြမည်မဟုတ်ဒေါခင်ငင်ကြီးတို့၏သကောလောက်ကြီးမားနေသောမျက်နှာနှင့်ဇီးရွှဲမျှသာရှိသောမိမိ၏မျက်နှာမှကွာကျင်တိုင်းကွာနေသည်ကိုတွေ့ရပြီး တနရှင်နှင့်စည်ရဲသားဤအချက်တွင် တက်တက်စင်ခြားနားနေကြောင်းလက်တွေ့သိလာရသည့်အတွက်အများဤတရေကွက်တွင်မနှုတ်မရှက်ငြိမ်သက်စွာခေါင်းငုံခံနေလျက်ရှိတော်၏။ဦးချစ်တောင်းကအဆက်နှင့်အသက်ကိုလည်းကမိမိကိုယ်ကိုပင်ဘဝဆုံးစွန်ထားသူဖြစ်သောကြောင့်မိမိကျွလွန်ထားသော တင်ရှားလာသည့်ပြမှုကြီးအတွက်တစုံတရာပြောဆိုရှင်းလင်းခြင်းမပြုတော့ပဲနှုတ်ပိတ်ရင်ကိုယ်လောက်ကတေမိဆက်ခင်၍နေရာတော့၏မထူးဘူး မထူးဘူးငါပါလှုပ်လှုပ်အပိုးပဲဟူသောစိတ်ဆွဲဖြင့်ကြုံရမည့်အဖြစ်တန်ကိုတိတ်ခဲ၍ခံတော့မည်ဟုဆုံးဖြတ်ထားသူဖြစ်သည့်အားလျော်စွာမည်သူလာ၍မည်သို့ပင်မိမိအရှိအဝေးဖြည့်ဆို့ရှင်းလင်းချက်ဟု၍တလုံးကဘာရမြမပေးဘဲရှိခဲ့၏တို့နှင့်ဥချက်တောင်းက၆ချားတုံလှုပ်ကရှက်ကြောက်ဝမ်းနေသောစိတ်များအတွင်ကပင်ကတိလင်ထကြံရင်ရှာကြမည်ဖြစ်သောသာသမီကလေးများအတွင် စိတ်မဖြောင့်နိုင်အောင်ရှိရှာဒီကတမျိုးကန်ဆိုးသောစနီးတဲ့အတွက်ဝမ်းနဲ့ပလက်ဖြစ်ရဒီကတဖက်တသက်မဲ့သူတပားအထင်မြင်လွဲ၍အကျိုးနဲ့အဆက်ကွဲဖြစ်ရရှာသောညှို့မိအဖို့တာချင်းသမီးချင်းစာနာတနာကကျင်နာချင်းဖြစ်နေမိရှာဒီကတပုံလို့ကြောင့်တုံမုံတွေ့ဝေပြီးအချုပ်ခန်းထဲတွင်စိတ်စည်ရဲ့ချင်းကြီးစွာဖြစ်နေရှာလေတော့ဤအထက်တန်းစားလူချင်းလူခင်များ၍ဂုံတရေရှိလူကြီးလူကောင်းတို့ဖြစ်သည့်အားလျော်စွာ ရင်းနှီးသောလူကြီးလူကောင်းအပေါင်းအသင်းများကလာရောက်အားပေးခြင်းအမှုအတွက်တတရာတတကြောင့်အားထုတ်ဆောင်ရွက်ရန်အကြံဉာဏ်ပေးဆွေးနွေးခြင်းစသည်တို့ကိုပြုလုပ်စေကြစေကမူမိမိအတွက်ဒုက္ခမရှာကြရန်မိမိမှာအရှက်နှင့်အသက်ကိုလဲလှယ်လိုသောစိတ်ဆန္ဒရှိနေရမှာလူမမဲကလေးများအတွက်ငဲ့ကွက်ခြင်းဖြင့်သာ အောင့်ဤနေရသည်ဖြစ်ကြောင်းဤအမှုမှာတွင်လုံးကျွတ်လွတ်ခဲ့သည့်တိုင်အောင်လူပုံအလယ်၌ ရှက်ဖွဲ့ကောင်းသောမိမိမျက်နှာကိုပြ၍နေရသည်ထက်ထောင်တသက်လိုရမရှိကြနေသည်ကိုအလိုရှိကြောင်းများတနာစပွဲပြောဆိုညင်းပယ်၍နေရှာတော့၏။စာဘိုးဖေမှာမိမိ၏တဦးတဲတော်ချစ်သမီးတည်ဆုံရမှုအတွက်ဦးချစ်တောင်းအပေါ်တွင်အပြစ်မရှိဘူးဆိုကမိမိကိုယ်တိုင်ပင်အသက်ဆုံးအောင်လက်စားချေလိုသောဆန္ဒရှိနေသည့်အထိအာဃာတစိတ်ထားရှိသည်ဖြစ်ရာဦးချစ်တောင်းအပေါ်တွင် အပြစ်လေးစီထက်လေးလျက်ဆက်တိုင်းတင်၍ကြိုးပေးခံရသည့်အထိအရေးတကြီးစူးစား၍နေလိုတော့ဤတို့ရာတွင်မြေးကလေးများမျက်နှာကိုမြင်ရသောအခါအထူးစိတ်မကောင်းခြင်း ဖြစ်မိရှာယုံရမကဥစ္စတောင်းမှမိမိကိုယ်တိုင်သဘောကျလာ၍မိမိသမီးနှင့်ငယ်စဉ်ကရွေးချယ်ပေးစားထိမ်းများထားတော့သာအရင်တည်းမြချစ်ခင်အားကိုးခဲ့တော့တမတ်တူဖြစ်နေပြန်သောကြောင့်သောတာအလျောက်စိတ်ထားမိသည်ကိုပင်စိတ်မကောင်းဖြစ်မိပြန်လေ၏ တို့ရာတွင်ထိုအရေးမှာစာပိုးဖီကထိန်ချန်တော်လဲမဖြစ်နိုင်ပလိတ်အီးပိုင်တော်ရာဇဝဲမှုကြီးတစ်ခုဖြစ်နေတော့ကြောင့်ထုံးစံအတိုင်းပင် အမှုကိုရုံလို့တင်၍စစ်စေးရသည့်အချိန်တို့တိုင် ရောက်လာလေ၏အမှုစစ်စေးသည့်နေ့တိုင်းမျက်နာကြီးနာမည်ကြီးတိုင်းသည့်ပြည်သည့်အမှုဖြစ်သည့်အားလျော်စွာ ရုံကတဝိုင်း၌ကောင်းချင်းကိုချင်းရိုက်မိအောင် လာရောက်နားထောင်ကြသောပရိသတ်များစီကားပြည့်ညက်လျက်ရှိနေလေ၏ လူကိုယ်တိုင်မလာရောက်နိုင်သော သူများမှာလည်းတဆင့်စကားတဆင့်နာ ဖောက်တယ်ကံနှင့်အမှုကိုစိတ်အားထက်သန်စွာ နားနာကြလေတော့ဤအမှုဖြစ်စကားတရင်စာအတီးတီးကစလုံးကြီးများနှင့်ဖွင့်နှဲ့ချဲ့ထွင်၍ဖက်ချင်စပွဲရေးသားထားကြသည်ဖြစ်ရာရန်ကုန်မြို့ပေါ်နှင့်တကွာမြို့နယ်အရရမှာတရင်စာဖက်ပြိတ္တများမှာကလုံစရာဆန်နှင့်ဆန်ဖဲကျော်ဆိုးစသူတို့ဤအမှုများကို ဂယုတဆိုင်တိလိုကြလိုကြသည်နှင့်မချာတတိုင်းပြည်လုံးမျက်စိမြင်နာကို ဖွင့်လျက်မနဲ့ဆောဆောထွက်တရင်စာများကို အလူအယံသူထက်ငါဝယ်ယူဖက်ရှုကြည့်ကြက အမှုအတွက်အမျိုးမျိုးသော ထင်မြင်ချက်များပေးလျက်ရှိကြ၏အမှုတရင်ပါတိုင်းလိုလိုလက်မြန်ချင်မြန်ရှိလာသောတရင်တော်များ၏တပ်ပုံများကြောင့်တက်တေကန်ရောက်လာရသူဆီယာမန်းညွမေ၏တပ်ပုံပလောင်များကို ဘေးဆောင်တစ်မျိုးတဲ့တဲ့တဖုံနောက်ကြည့်ပါဆုံးအောင်ထဲ့သွင်းထားယုံများမကဆ iam မညုံမိမှာယနေ့အဖို့ညီတို့အသွေးအရောင်ရှိသော လုံကြည်ဝစ်လာသည်ယနေ့စပင်ကိုညီတို့ဖီး၍တရားသူကြီးရှေ့၌ညီတို့တော်ဟန်အမှုရာနှင့်ပြောသည့်တို့ကိုပါတိချာကနရေးပြထားကြသဖြင့်လေကလေးအစလူကြီးအစုံဖုံကြီးမေတီလာမကျန်တရင်စာကြီးပြိတ္တမှန်သမျှများမှာ မြို့မီကိုဆက်ဆုပ်ယုံမုံအော့နှလုံးနာ၍နေကြပြီလေမြို့မီဤဘလောက်ရုပ်ပုံကိုမြင်တိုင်းလဲပြန်လွားမှပိုင်းလုံးမှဂျိုမှလောင်စာမှတင်းရှို့လိုက်တဲ့မိကြောင့်လူကြီးလူကောင်းတယောက်လုံးလူတက်မှုကြီးကျွလွန်လာရတဲ့တယောက်မှလည်းပွဲချင်းပြီးတရရှာတယ်လူတက်မှကြောက်เสียမှသူကိုယ်တိုင်မတက်ဖဲနဲ့သူ့အတွက်နဲ့သူ့တပားလေပင်ကိုဒုက္ခကြိုးကွင်းကြီးဆွတ်ပေးလိုက်တဲ့မိမယုတ် စသောဂုံတူဝိဒေသများမှာမြို့မီအဖို့တနိုင်ငံလုံးကဝိုင်း၍နှိမ့်ချပွဲကြီးကျင်းပလိုက်သည်ကဲ့သို့ဖြစ်သွားလေတော့၏။သို့နှင့်ပင် နောက်ဆုံးတစ်နှစ်၌ဥချစ်တောင်းအမှု၏စီရင်ချက်ထွက်ပေါ်လာလေ၏။တရခံဖြစ်သူဥချစ်တောင်းမှလည်းအဓိပတိလူကြီးလူကောင်းတိတ်ခါသမာတိရှိသူတဦးဖြစ်သည်တကြောင်။တေသူတရေလိုဘက်ကလည်းအဓိပတိမျက်နာကြီးများဖြစ်သည်တကြောင်။ အမှုမှာလည်းတိုင်းကြော်ပြီကြားထင်ရှားသောရာဇဝတ်မှုကြီးဖြစ်နေသည့်အပြင်မျက်မြင်သက်သေများကလည်းထင်ရှားနေသောကြောင့်ဥချက်တောင်းအားလူတက်မှုအတွက်အစိုးရဘက်မှတက်ညာနိုင်သည်များတက်ညာက ထောက်တန်း၅နှစ်ပြီးအတန်းမှကြာခံစီရန်စီရင်ချက်ချမှတ်လိုက်လေ၏ဒေါက်ခင်ကြီး၏ရင်းနှီးသူများကထိုစီရင်ချက်ကိုအားမရမကြေနပ်ကြပဲတေစားတည်စီရန်အမိန့်မချသည်ကိုပင်တရားသူကြီးအားလက်စားသည်ဟုစကားတင်းဆိုကြပြီးလျှင် ဥချစ်တောင်းရင်ဆွေမျိုးမိတ်တင်ကဟာများမူကထောင်နန်းငါးနှစ်ကိုပင်မကြေမနက်ဖြစ်ကတစ်ဖက်ကမျက်နာကိုအာဂတိလိုက်စားသည်ဟုထင်မြင်ပြီးဟိုက်ကုတ်ကဲ့သို့ပင် အယူခံဝင်ရန်တကယ်ကဲပြင်လျက်ရှိလေ၏တို့ရာတွင်ကာယကံရှင်ဖြစ်သူဥချစ်တောင်းကအယူခံဝင်ခြင်းကိုတဘောမတူဟုအတန်တန်ညှင်းဆန်နေခြင်းကြောင့်အယူခံဝင်လိုသူများမှာအာမတန်မန်လျှော့ဆိုသလိုငြိမ်သက်စွာနေလိုက်ကြရလေတော့၏မြို့မီက ်ဦးချစ်တောင်အတွက်တတတာတနာကယူနာဖြစ်နေရရှာလိမ့်ဤမိမိတက်တဲ့အဖြစ်အစ်စ်ခံရစဉ်အခါကတစ်ဖက်မှရှိနေကမိမိနှင့်ဦးချစ်တောင်အပေါ်တွင်နောက်နောက်ကနေထိုင်ဆက်သွယ်ခဲ့ပုံများကလေးများနှင့်ပွဲလန်းသဘင်မှစ၍အဝေးအလံခရီးသွားခြင်းအခါများကဦးချစ်တောင်လိုက်ပါလာပုံများကိုအခြေထား၍လူပုံအလေတွင်ပရိတ်သတ်ကအထင်လွဲ၍အဆက်တကွဲအကျိုးနဲ့ဖြစ်စီရန်စုပ်ပဲ့သောရှိနေညာနှင့်မိကွန်းထုတ်ခဲ့သည်များကို လူအများကရိုးသားစွာတွာလာဆက်ဆံနေကြောင်းသိစေရန်တကြောင်းဒေါခင်ငင်ကြီး၏မကောင်းထင်တတ်မှုများကို၎င်း အချင်းဖြစ်ပွားသောနေ့ကဒေါခင်ငင်ကြီးကအလွန်အလွန်ကျူးလွန်မှရိုင်းစွာ ပြုမှု၍သာဥချစ်တောင်းမှစိတ်အလျောက်မှန်အလျောက်ဖြစ်သွားရရှာကြောင်းထွက်ဆိုခဲ့ရတွင်လည်းဥချစ်တောင်းကို အမှုမှလွတ်စေသောစေတနာဖြင့်ပင်း၍ထွက်ဆိုသွားသည်ဟုသာအထင်ရောက်နေကြပြီလျှင်ဒေါခင်ငင်ကြီးတရားသည့်အချိန်က ဖြစ်ပွားပုံအကြောင်းများကို အသေးစိတ်မေးခွန်းထုတ်သောအခါများမှာလည်းအစီအကံများ၏ထွက်ချက်နှင့်ဥပိုးဖေတို့၏စင်လုံးတိုင်ချက်အတိုင်းမှာဒေါခငင်ကြီးသည်မိမိလေးနှင့်မတင်ကာ၍ဆီယမကလေးညွတ်မေကိုအိမ်မှအလုထုတ်ပြစ်လိုက်ကြောင်းဥချစ်တောင်းသည်ဆီယမကလေးရှိရာသို့ဒေါခငင်ကြီးမသိအောင်တိတ်တဆိတ်သွားလာနေရာတွင် နောက်ဆုံးမှာဒေါခငင်ကြီးသိသွား၍စကားများကြကြောင်းအမှုဖြစ်ပေါ်တော်နေကမူအိမ်မှနှင်ထုတ်ထားသောဆီယမညွတ်မေကို ်ဦးချစ်တောင်၏အခန်းထဲတွင် တွေ့နေရသဖြင့်ဒေါခင်ငင်ကြီးမှဦးချစ်တောင်အားညွတ်မေဤရှိတွင်စုပူရန်တွေ့ရမှာဦးချစ်တောင်ကကြေးစပွဲငယ်နှင့်ပွဲချင်းပြီးတေအောင်ခုတ်ချလိုက်ကြောင်းများဖြစ်၍အရရဲ့သတင်းစာများမှလည်းထိုအယူအဆအတိုင်းပင်ပါရှိခဲ့သည်ဖြစ်ရာညွတ်မေသည်ထိုအချက်ကိုလည်းမဟုတ်မမှန်ကြောင်းဦးချစ်တောင်မိမိထံလာသည်မှာကလေးများကတွေ့လို့သည်ပူဇာ၍ရိုးရိုးသားသားလိုက်ပို့ကြောင်း ိမ်ပေါ်ကိုပင်မိသည့်အခါများမတက်ဖို့ကြောင့်နောက်ဆုံးဦးချစ်တောင်းအိမ်သို့လျှောက်လာရသည်မှာတေသူဒေါခင်ရင်ကြီးကမိမိကိုအလုပ်ပြန်ပေးလိုကြောင်းနှင့် ကလေးများကိုအခေါ်လှုပ်၍လိုက်လာရခြင်းဖြစ်ကြောင်းတို့ရာတွင်အိမ်ရောက်လာသောအခါအပြောနှင့်အဟောမညီပဲမိမိကိုဦးချစ်တောင်းရှိမှပင်မဟုတ်မတရားဆွဆွဲဆဲဆိုခဲ့ကြောင်းဥရှိတောင်းကဤသို့ပြောရန်မသင့်ကြောင်းဝင်ပြောမိသဖြင့်ဒေါခင်ရင်ကြီးကမိမိကိုကျေးဇပွဲနှင့်ကင်ပေါက်လိုက်ရာ အုတ်ချစ်တောင်းကစိကာထားခြင်းကြောင့်ဒေါခင်ငင်ကြီးသည် ရုံရင်ကြံတန်းစွာဆဲဆူယုံများမကပါးကို၄၅ချက် ရိုက်နှက်လိုက်သည့်အတွက်အုတ်ချစ်တောင်းမှာဇနီးဖြစ်သူဒေါခင်ငင်ကြီးအားတည်စီလိုသောဆန္ဒမရှိတော့လဲရှက်စိတ်နှင့်ဒေါသရောစွက်ကလက်တွင်အသင့်ရှိနေသောကြေးစွဲကလေးနှင့်ရုတ်တရက်ပေါက်လိုက်မိခြင်းဖြစ်ကြောင်းကိုမှန်ကန်သည့်အတိုင်းအစ်စ်ခံတော်လဲကြားရသူများမှညှို့မေကိုမတနာကြသည့်အပြင် မိမိကိုယ်ကိုညံစင်၍၆ပြည့်ကင်းထင်အောင်တွဲဝိုက်သောနီးနှင့်ကြညာနေသည်ဟုသာအထင်ရှိပြီးဤလေးအားလေးနှင့်ပြန်လှောင်တန်ပေး၍သွားကြကုန်သည်ဤတို့နှင့်ညွတ်မိမှာလောကကြီးတွင်တဏရှင်နှင့်စင်ရဲသာအကျင့်အ ਨੇ စကားပြောနေကြတော့လေတကယ်တကယ်အရေးဆိုလျင်တဏမရှိသောမျက်နာမဲ့ကလေးများအပေါ်တွင်သာပြင်းနေရလှမ်းဆိုင်နှင့်လူတိုင်းကခလုတ်တိုက်ကြပါကလားဟုလက်တွေ့တရားကြကား လူသူလေးပါးသည့်အာမိမိအပြစ်ကဲမှုကိုမပြုလို့ပြု၍လည်းမိသူမြအယုံအကြည်တရားရှိကြမည်မဟုတ်သည်တို့ကိုစဉ်းစားမိလျက်မျက်ရည်ဆက်လက်နှင့်ပင်လူသည်မထွက်ဝင်ရှာတော့ပဲအင်္ဂလကငွေဝင်ပြီးဖြစ်နေသောအင်္ဂလေးတဲတွင်သာကုတ်၍နေလိုက်ရရှာလေ၏ဟုတ်ကဲ့ပါရှင်ဆီယမတကုံခင်ခင်လေးရှိထားတဲ့ဆီယမဆိုတဲ့ဝတ္ထုရှိကို အပိုင်း9အနေနဲ့ဒီနားမှာခဏလောက်ရနာခွင့်ပြုပါနော်။နောက်ထပ်အပိုင်း10မှာစက်သိန်းတော့မှဖြစ်တဲ့အတွက်ဆက်ဆက်ဆောင်မျောအားပေးကြပါအောင်လို့လည်းတောင်းဆိုပါစေရှင်။နားဆင်အားပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီအပိုင်းလေးကိုနားဆင်သွားတဲ့ကကတို့လည်းနောက်ထောင်ပြီးခန်းစားခဲ့ရတဲ့ခန်းစားမှုလေးတွေကို comment မှာမျှဝေပေးကြပါဦးနော် ကျမအနေနဲ့ကတော့ဒီအပိုင်းလေးမှာသတိထားဆင်ခြင်စရာအချက်တွေအများကြီးရှိတယ်လို့ခံစားမိရရှင်။ကိုမလေးအမြဲရှိပေးတဲ့အတွက်လည်းထက်လောင်းပြီးတော့အများကြီးကျေးဇူးတင်ပါတယ်နော်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာတွေပညာပေးသုတရတဆောင်းပါးတွေထူးခြားစမ်းကြည်ဖြစ်ရဆန်းဝတ္ထုတွေကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်